ရတမြအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရမင်းကံဘလူရေးသားထားတဲ့ဖွားမဲ့စိတ်နဲ့တရေမမှွေတဲ့မီအပိုင်း159ကိုတင်ဆက်ပေးကြပါမယ်အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနား Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါမယ်ကျမတို့အစီအစဉ်တင်ဆက်သူဟေမဂူဂူဖြစ်ပါရစေရှင် အချင်းအနေလေပိုင်းအချင်းဖြစ်ပါရယ်။ရွာလာမအထမတော်ဝင်းနဲ့မောင်တို့မျက်နှာချင်းဆိုင်ပြီးတွေ့ဆုံကြပါရယ်။ဟဲ့မောင်တို့အဲ့ငါပြောရတဲ့နေဘာလို့မလို့ရော။အော်အကြီးပါလားဗျ။ဒီငါပြောရတဲ့ဟာအကြီးတူမှာပေါ့ဗျာ။မဟုတ်ထုံမလို့ရယ်လေ။ဘာမုံများထုံမလို့ရော तू ကအခါလဲမဟုတ်ဘာလဲမဟုတ်ပဲနဲ့။မသိပါဘူးဗျာ။ဟိုငါပြောတော့ထုတ်စားမလို့ရယ်လေ။အိမ်မှာအမေလဲကောင်းချင်းဆန်ရွှေးနေလေရဲ့။ အမေမိမငါပြောတော့စားကျင်နေဆိုတော့ယောက်ျားငါပြောရွက်ခုတ်ယောက်ခမကောင်းရင်းဆန်ရွှေနဲ့ဟုတ်နေရပဲနော်စမနေပါနဲ့အကြီးရဲ့နေရပို့ရဲဗျနင်းဘဲကိုသွားမလို့တော့ဘဲရမှာလေတကြီးစီသွားမလို့လေဟောဗျတကြီးကဘာဖြစ်လို့လဲကျုပ်လည်းဘာမှမကြားမိပါလားဗျဟဲ့တကြီးကဘာမှဖြစ်ပါဘူးဟဲ့မနေ့ကပြလိုက်တဲ့ဝတ်သားပကံလေးအဲ့ဒါလှမ်းမပေးလို့သွားတောင်းမလို့ဟေးကြာရင်လေငါအိမ်ကပကံလေးသူ့အိမ်ကြီးပဲရောက်နေတော့မယ် ထောက်ဆွေးတော့တော်တော်အေးတကြီးကမေ့တတာလုံတော့ဗျာကျောက်လက်ညနေမှာငါပြောတော့ရလာပို့မယ်နော်အေးအေးအေးဒေါ်ဝင်းနဲ့မောင်တူတို့စကားစားဖြစ်ပြီးဥတီယာတိုင်ဆက်သွားကြပါတယ်ငါပြောတော့တော့ခင်များစရာတေချာလေးထုတ်တတ်တာပဲအေးညနေပိုင်းကမောင်တူလာပို့သွားတယ်ငါပြောတော့လေးနဲ့အကျန်းရည်လေးတောင်းရင်ဖွားမယ်စင်ရစကားစားပြောပါတယ်ခင်များချစ်ကဟင်းအချက်ပြုတ်လဲတော်ရှာတယ်အမေရဲ့အေးပေါ်လေးမိဘကောင်းတော့တာသမီလည်းကောင်းရှာမှာပေါ့ အမေစကားရလဲဒါဖြင့်တာသမီမကောင်းရင်မိဘမကောင်းလို့ပေါ့နော်ညီလေးနော်ဒီအသက်ဒီအရွယ်ရောက်နေဒီအမေစကားနားမလဲသေးဘူးဒီလိုအေးမိဘကောင်းဆိုတာက ကိုယ့်ရဲ့တာသမီကိုတင်တက်ရတယ်ဒါမှလေကိုယ့်တာသမီကလူတော်သူတော်တွေမှာနေတတ်ထိုင်တတ်မှာလေညီတို့တွေကိုပဲကြည့်ဒီအမေကနေရတကဝင်ပါရတယ်ဆိုတာရှိလို့လားအဲ့ဒါငငယ်တွေကတင်ပြီးခဲ့တဲ့အကျိုးစားဒီအရွယ်မှာတင်စရာမလိုတော့တာပေါ့အေး ဖောင်းမဲစိန်ကပြောတော့ဂျုံဝင်းကခေါလိညင်ရင်ဖောင်းမဲစိန်အတွက်ရင်းနှီးချမ်းငဲ့ပေးပါတယ်။ရှင်ညွန်းနဲ့နန်းကြိုင်တို့ညီအမကတော့ငပြောတုပ်လေးဆိုင်ဖောင်းမဲစိန်တို့ပြောသည်များကိုညင်ပြီးနားထောင်နေကြစားရှာပါတယ်။အမေအမေကျုပ်လေးအမေတော်တီးမခံနိုင်တော့ဘူး။ဟဲ့မိထား။အော်ကြီးဟဲ့တယ်နီးကဘလို့ဖြစ်နေရတော့။ဖောင်းမဲစိန်ရဲ့သားအလက်ကောင်ရဲ့မိမမိထားတယောက်ငိုကြီးချမနဲ့ရောက်လာခဲ့ပါတယ်။ဂျုံဝင်းနဲ့မိထားမျက်နှာကြောမတိတ်လာတာကြောင့်ဂျုံဝင်းမှမိထားကိုစစ်စစ်တော့မကြည့်ပဲမေးပါတယ်။ ။ဘာဖြစ်ရမှာလဲ။အမမမျိုးကြော်ပေါ့။လက်တဲအိမ်မှာမိမတောက်အတူခေါ်ထားတယ်တဲ့လေ။ဟေး။မိမတောက်။ဟုတ်လို့လာမိထားရဲ့။ညီဘယ်ကနေကြားလာလဲ။မျက်စိနဲ့ရောမြင်ခဲ့ရဲ့လား။ကျုပ်အခုပဲသွားကြည့်မလို့အမေတို့အရင်လာပြောတာကျုပ်ကြုတ်ပြောထားတယ်နော်ကျုပ်တင်းနဲ့မပေါင်းနိုင်ဘူးအမလေးအေးမျက်စိနဲ့မြင်တာမဟုတ်ဘဲနဲ့ရမ်းတမ်းပြီးတော့မပြောစမ်းမနဲ့မိထားရဲ့အရင်ဆုံးသွားကြည့်စမ်းမအောင်အေးနေပါဦးမိဝင်ရဲ့မိထားညီတို့ဒီကိစ္စဘာသူပြောတာရော ဘသူကမှလည်းပိန်သေးမှပြောတာပေါ့ဒီကလေးပြန်မမှန်တာရှိလို့လားအမေရဲ့ကဲနောက်ဆုံးမိဝေညီလိုက်သွားညီမောင်ညီကိုရိုင်းပြန်ခေါ်လာခဲ့ဟုတ်ကဲ့မေဖွားမေစင်ကလေတဲထဲမှာရှိရဲလေဆောင်တဲစီကိုမိထားနေအတူတော်ဝင်းကိုပါလိုက်သွားစေပါတယ်ကျုပ်တို့လည်းသွားလို့ရမလားဖွားနန်းကြံအမီတော့ဖွားမေစင်ကကောင်းကြီးပြီးခွင့်ပြုပါတယ် ဒီလိုနဲ့မိသားတော်ဝင်တဲ့အတူရှင်ညိုရုံညီအမလည်းအလက်ကောင်ရှိရဲ့လေဆောင်တေးစီထွက်လာခဲ့ကြပါရယ်အလက်ကောင်ရဲ့နာမည်ရင်းကမျိုးကျော်ဖြစ်ပေမဲ့ဖွားမယ်စိန်တို့ခေါ်တဲ့အတိုင်းပဲဒီဇလန်ထဲမှာရေးသားထားခြင်းဖြစ်ပါရယ်နေစမ်းမအောင်ညီယောက်သားအိမ်မမနေဘဲနဲ့ဘာလို့လဲတော့သွားနေရလဲတော်ဝင်ရမီတော့မိသားမျက်နှာငယ်လေးနဲ့ကျောင်းနဲ့ရံဖြစ်လို့အိမ်မွားဆင်းသွားတာနှစ်ရက်ရှိပြီအမရဲ့ပြန်ပြောရှာပါရယ်ငါတို့လည်းဘာမှမသိရပါလားအေးအေးပေါ်လေညီတို့လေမြအရေးရှိမှရောက်လာကြတော့ဆိုတော့ဘယ်သိပါမလဲ ဇဝင်းစကားမှန်နေရာကြောင့်မိထန်းချင်နေခဲ့ပါတယ်။ဒါနဲ့အရီထလီလီမျိုးကျော်ကဘေးရမိမောင်ခေါ်ထားလေ။ပိန်သိမဘသူဘဝဆိုတာတေချာပြောရဲ့လား။ရှင်ညိုကမေတော့မိထားခေါင်းခါရမ်းပါတယ်။ဟာလဲတေချာမသိသေးပါဘူးရှင်ညိုရဲ့။ပိန်သိမငါအိမ်ဝင်လာပြီးတော့အရီကဒီမှာလား။ကျုပ်ဆော့ဆော့ကမှလယ်ထဲမှာပစုံလုံးကောင်ရင်းနဲ့လယ်တဲအိမ်မှာလီလီနဲ့မိမတောင်မြင်ခဲ့သေးတယ်ဆိုပြီးတော့လာပြီးပြောတာပဲအေး။ဟာလဲကြကြချင်းညီတို့စီကိုထွက်လာခဲ့တာအေး။ မှောင်နေပြီဖြစ်ပေမဲ့သွားနေကြလမ်းတွေမို့လို့စကားပြောရင်းနဲ့တတ်တတ်သာရှောင်လာခဲ့ပါတယ်။ကျော်ဝင်းကတော့ဘာမှစမပြောပဲညှိနေခဲ့ပါတယ်။ရှေ့ရတဲမဟုတ်လားအကြီး။အေးဟုတ်တယ်ရှင်ညိုပြောရင်းနဲ့မိသားရှေ့ရနေထုံးနဲ့မုန်းနဲ့သွားပါတယ်။တဲ့ရင်ရှေ့ကိုရောက်တော့ခါကြီးကိုထောက်ပြီးဟဲ့ကောင်မျိုးကျော်ထွက်ခဲ့စမ်းမသားကောင်နေမရပါအတူခေါ်လာခဲ့။အော်ဟဲ့ပါတယ်။ကျော်ဝင်းကမိမိမှဖြစ်သူကိုဆဲဆိုနေရရင်မကြိုက်ပေမဲ့လည်းဝမပြောခဲ့ပါဘူး။မျိုးကျော် နှစ်ထွက်လာသေးဘူးလားမိသားတယောက်အော်ဟစ်နေတဲ့အချိန်မှာပဲတဲရဲရလေးအလက်ကောင်တယောက်ထွက်လာခဲ့ပါတယ်ဟဲ့အကောင်နင့်မမရတယောက်လုံးရှိတော့တခြားမရဘူးပါငါတဲမှာခေါ်ထားရဲဆိုကြာစမ်းနင့်ရဲ့ကောင်မောင်ဘာဘာရီပြောနေရလဲမိသားငါဘယ်မိမောင်ခေါ်ထားမှာလဲနင့်မလိန်နဲ့နော်ငါသင်္ချာတိလို့ထွက်လာခဲ့တာဒီမှာနင့်အမနဲ့နင့်တူမတွေပါတသက်အဖြစ်နဲ့ခေါ်လာခဲ့တယ်တော်ဝင်းတို့မြင်တော့အလက်ကောင်မျက်နှာပြတ်သွားပါတယ်နင်ဟာငါအမတို့ဒုက္ခမပေးစမ်းမနဲ့အမလေးတိတက်လိုက်တာနော် တားလိမ်မှာမောင်းအလိမ်မှာလေဖဲစန်းနေမရငါရှာမယ်မိထငါပြောနေလေတဲထဲမှာဘာမှမရှိဘူးမိထနဲ့အလက်ကောင်တို့တယောက်တခွန်အွန်လိုင်းဟစ်လိုက်ဖြစ်နေကြတာပါမိထတဲထဲဝင်မလို့တော့အလက်ကောင်ကတဲဝါကိုပေးထားပြီးမိထဝင်မရအောင်တားထားပါရယ်ရှင်ညိုနဲ့နန်ကျိုင်တို့ကဒေါ်ဝင်းနေတူသူတို့ကိုသာစိုက်ပြီးကြည့်နေခဲ့ပါရယ်ဟဲ့ရှင်ညိုဒီကောင်ဆဲစားမှာဟဲ့ဒါမှအထက်ကောင်မှာငါတွေ့ရမှာဝင်မပါနဲ့သူတို့ပါသူတို့ရှင်းမစီအေး ရှင်ညိုမီထားပြောတော့ရှင်ညိုလည်းဝင်ကူမဲလွတ်ချီလန်းပြရမှာတော်ဝင်းရဲ့စကားကြောင့်ချီလန်းနေရက်တန်သွားပါတယ်။ဒီလောက်ရှိရင်မိမကွာအမလီတော့လက်ကောင်ကမိမဖြစ်သူမီထားကိုစောင့်မီတွန်လိုက်တော့မီထားမှာမြေပေါ်မှာခွေခွေကလေးလဲကျသွားပါတယ်။ဟဲ့အလက်ကောင်နေလက်မပါနဲ့လေ။ရီထားရရဲ့လားတော်ဝင်းကမောင်ဖြစ်သူအော်လိုက်တဲ့ချိန်ရှင်ညိုရကမိထားကိုတော်ပြီးတော့ကျဲထူပေးကြပါတယ်။ဒီခါမှာစစောကအကြီးကျယ်ရန်တွင်နေတဲ့မိထားကြောင့်အဟင်ပြီးငိုပါရတယ်။ ကျုပ်ကိုကျုပ်မိရတော့အခုလိုမကြံတန်းအမမောင်ကျုပ်ကိုလက်ပါနေပြီအမရဲ့ဒီထက်ကောင်မကြောင့်အထက်ကောင်မကြောင့်အမမောင်ကျုပ်ပေါ်မှာပြောင်းလဲနေရမိသားကငိုတဲ့အခါမှာမတည့်ကြပြီမဲလေဒေါ်ဝင်စိတ်မကောင်းချက်ရှာပါတယ်တဲထဲမှာတခြားမိမမရှိရင်နေအသာတကြီးဝင်ခိုင်းလေအခုတော့နေရတဲထဲဝင်ခိုင်းမှုတော့မှကြောက်ညာလားအလက်ကောင်နေငါတို့မိဘတွေကတိတ်ခါကိုချနေကြညာလားဟမ်အမိမျက်နှာတော့နေမငဲ့တော့ဘူးလားတော်ဝင်းအော်ကပြောတော့အလက်ကောင်ကကောင်းကြီးငုံပြီးနေရှာပါတယ်ဒီအချိန်ရှင်ညိုတဲတဲ့အရင်ဝင်သွားပါတယ် ဘာတို့မှလည်းတဲထဲမှာမရှိပါလားအဲ့အတန်ကရှင်ရွေးအနောက်ကနေလိုက်လာတဲ့နန်းကြိုင်အတန်ပဲဖြစ်ပါတယ်နန်းကြိုင်အတန်ကြောင့်တဲထဲဝင်လာတဲ့သူအလက်ကောင်ပဲဖြစ်ပါတယ်သူကိုယ်ရိုင်မဲ့တဲထဲကိုဘေးပညာချင်းအံ့ဩနေပုံရပါတယ်ကြုံဝင်တဲ့မိထားတို့လည်းတဲထဲကိုဝင်လာကြတယ်ဘာတို့မှလည်းမရှိပါလားတောင်တရားဘာလို့အကြောက်ကတားနေရလဲအလက်ကောင်ကြုံဝင်ပြီးတော့အလက်ကောင်တက်ပြင်းသာချပါတယ်အမညမအကျုပ်ကိုအတင်းရန်လို့နေရဘူးဗျကျုပ်ပြောတာပဲဘာမှမရှိပါဘူးဆိုတာ ကျုံမမသိရတော့ပိန်သေးမသေးချလာပြောသွားတာတော့တဲမှာမိမတောင်ရှိနေတယ်တဲ့အလက်ကောင်ကဖြာချမ်းပေါ်မှာထိုင်ပါတယ်ကဲမိသားညီမြင်ပြီမလားဘယ်သူမှမရှိဘူးညီတို့ပိန်သေးမတော်တော်ဆောက်နောက်သွားတာဖြစ်မှာပါအေးကျောင်းဝင်းရဲ့စကားမိသားကောင်းညင်လိုက်ပါတယ်သူတို့ရဲ့တရားတေးပြီးတော့ဘေးရဲ့ဘေးညာမှာထွက်ပြေးစရာအပေါ့ဆိုပြီးမရှိရကြောင်းမိသားယုံကြည်လိုက်ပါတယ်ဒါဆိုလဲရွာရဲ့ပြန်ကြဆိုအေးအလက်ကောင်နင်လဲပြန်လိုက်ခဲ့တော့ဟုတ်ကဲ့မှာ မောင်ဖြစ်သူကိုတော်ဝင်ကရွာရဲပြန်လိုက်ခဲ့ဖို့အတွက်ခေါ်ပါရယ်။နေမမရဲ့အမမနေချင်းကတော့အိမ်မှာလာနေကြလား။ရပါရယ်အမယာ၊ तू လည်းစိတ်ဆိုးပြင်းနေလောက်ပါပြီ။အေးနေ့သဘောပဲ။ငါတို့ကပြန်နှင်းတော့မယ်။အေးကျွန်တော်ကနေလိုက်ခဲ့မယ်။အေးအေးအေးတန်းလိုက်ခဲ့နော်မိုးချုံနေပြီဘယ်မှရှောက်မသွားနိုင်ဘူး။ဟုတ်ကဲ့အေး။တော်ဝင်တော့တာမီနဲ့မိသားတို့အရင်ပြန်သွားပါရယ်။ရှင်ညုံနဲ့အတူအလက်ကောင်လိုက်လာခဲ့ပါရယ်။လေးလေးမြို့ကျော်တဲတဲလာနေအမေမောင်လေးလေးမြို့ကျော်တည်သလား။ဟမ် လီလီယာဘလို့လို့တည်မလဲရှင်ညိုရှင်ညိုရဲ့အမေကြောင့်အလက်ကလန်သွားတဲ့ဟန်နဲ့စကားတွေတောင်မှထင်ကုန်နေကြတာပါကြုံမိတော့အမှတ်တိုင်းဖြေပါလီလီတဲရရငွေသက်တွေကြုတ်ခန်းစားမိလို့မေးနေရပါ ရှင်ညိုကတေချာဆူဆိုက်ကြည့်ပြီးမေးတော့အလက်ကအနီးအခတ်ပါတယ်တပ်ပြင်းဝချပြီးရှင်ညိုတီထားလောက်ပြီးထမရဲ့ဟုတ်တယ်ရှင်ညိုလီလီမိမတောက်တဲရဲခေါ်ထားမိတယ်သူခင်ဗျအခက်ခဲရှိနေလို့ကုညီပေးမိတဲ့သဘောပါရှင်ညိုရဲ့ပြောပါရယ်ဒါဆိုရင်အဲ့မိမဘာတူလဲဖေးပါလေလီလီ လေးလေးလေးတေချာမသိဘူးရှင်ညိုမြို့ပေါ်ကလို့တော့ထင်တယ်သူ့ပုံစံသူ့ဝတ်စားလေးလေးတို့ယာရီဘက်ကမဟုတ်လောက်ဘူးရှင်ညိုကောင်းငြိမ်လိုက်ပါတယ်ကြုံမေးတော့အမှန်တိုင်းဖြစ်ပေးပါလေးလေးအဲ့မိမနဲ့လေးလေးလုံလုံကျွတ်ကျွတ်ရများဖြစ်ပြီးလားရှင်ညိုကမေတော့အလက်ကောက်ပြတ်မဖြစ်ပဲငြိမ်နေခဲ့ပါတယ်ငြိမ်နေတာကဝန်ခံခြင်းဆိုတာရှင်ညိုသဘောပေါက်ပါတယ်ဒါဆိုရင်တော့လေးလေးကယူဆိုင်ရတော့မယ်လေးလေးနဲ့အတူတူလာနေသားတဲ့မိမလူမဟုတ်ဘူးလေးလေးရဲ့ဘာလူမဟုတ်ဘူးမဖြစ်နိုင်တာရှင်ညို လေးလေးရအနီးကပ်နေကြရတော့မယုံနိုင်ဖြစ်နေရမလားကျွတ်တမနာခင်အထိအိမ်မေမှာတဲရဲမှာရှိရမဟုတ်လားလေးလေးရှင်ညိုရဲ့အမေကိုအလက်ကောင်ရင်ခေါင်းငိမ့်ပါတယ်ဒါဆိုရင်သူဘယ်ဟာနေဘလို့ပြောက်သွားလဲလေးလေးသေချာစဉ်းစားကြည့်ပါလားအဲ့ဒါလေးလေးမဖြစ်တော့မလားอืมလေးလေးပါဆက်လောက်အောင်လေရှင်ညိုရှင်ညိုကတော့ဒီကိစ္စကိုရှင်ညိုရဲ့အရေးထားကိုပြန်ပြောမှလားကျုပ်မပြောပါဘူးလေးလေးဒါပေမဲ့ကျုပ်မပြောလဲဒီကိစ္စကဆက်နွယ်လာနိုင်သေးတယ်ဘယ်လို့ ဟုတ်တယ်လီလီတွေ့ခဲ့တဲ့တရေမှာလီလီစီကိုရောက်လာနိုင်သေးတယ်။တရေမှာဟုတ်လို့လားတင်တရာတရေမှာဆိုတာလီလီမြုံနိုင်ရွှေညူရဲ့။ကဲပါလီလီလာပါကျွတ်ကြာနေအကြီးထားရဲ့တန်တရာတွေပို့ပြီးကြည်လာပါအောင်မယ်။လီလီတို့အိမ်စီကိုရောက်အရင်ပြန်သားဆိုပါ။အဲ့လိုပြောပြီးရှင်ညူကအလက်ကောင်ရွာရဲကိုပြန်ခေါ်လာခဲ့ပါတယ်။ရွာရဲကိုရောက်တော့အိမ်ကိုတက်မပြန်သေးပဲအလက်ကောင်ရဲ့အိမ်စီလိုက်လာခဲ့ပါတယ်။မိသားသူမိဘတွေနဲ့စကားထိုင်ပြောနေရအလက်ကောင်အိမ်ထဲဝင်သွားပါတယ်။ ရှင်ညိုထိုင်အောင်လေငါတို့မှလည်းအကြီးကြောင်အလုပ်ပို့သွားပြီရပါတယ်အကြီးရဲ့ကြောက်လို့မပို့ပါဘူးရှင်ညိုလည်းမိသားတို့နဲ့စကားခဏထိုင်ပြောပြီးတဲ့နောက်အိမ်ကိုပြန်လာခဲ့ပါတယ်ခြေလက်စီပြီးမှတော်မင်းနဲ့နန်းကြိုင်တို့ထိုင်နေတဲ့ကုတ်ပြက်မှာဝင်ပြီးထိုင်လိုက်ပါတယ်မမကြားလိုက်တာတော့ဘယ်ရီများဝင်ရလဲဟုတ်ပါညီဖွားတော်ဖျားကတော့နေပြီရှင်ညိုရဲ့ဘာရမောက်ပါအကြီးရဲ့ကြောက်အကြီးထားတော်နဲ့စကားပြောနေလို့ပါညီမလို့အိမ်အိမ်လိုက်သွားတယ်အေးတကယ်လဲမဟုတ်ဖ ೇನೆ တင်းရများကြောက်မအောင်ဆွတ်ဆွတ်ဆွဆွဲနေတယ် တော်ဝင်ကအဲ့လိုပြောတော့ရှင်ညူပြောရုံသာပြောပါတယ်။တော်ဝင်ကမောင်ဖြစ်သူအပေါ်မှာတန်ရုံးစင်ကြီးရဲ့သူဆိုတာရှင်ညူသိပါတယ်။မိမိတို့လိုမျိုးသွေးသားမတော်ဆက်တဲ့သူတွေကိုပါမြစ်တာပေးရှာတဲ့တော်ဝင်ရဲ့စိတ်ကိုရှင်ညူတွေးမိရင်တော်ဝင်အပေါ်ပုတ်ပြီးနားလေလာခဲ့ပါတယ်။သူဖျားရှိခိုးလိုက်အောင်မေ။အေးအေးအေးအကြီးကလည်းအိတ်တော့မှာရှင်ညောကတော်ဝင်တို့သားမျိုးနှုတ်ဆက်ပြီးအိမ်မော်တက်လာခဲ့ပါတယ်။ဖခင်ကမှဖောင်းမဲ့စိန်ပတိစိတ်နေပြီဖြစ်ပါတယ်။သူလည်းဖောင်းမဲ့စိန်အနောက်မှာအသာရဝင်ထိုင်ပြီးဖခင်ရှိခိုးပါတယ်။ ဖျားရှိခိုးတရားထိုင်မြေနောက်မှာတော့မိမိတို့ရဲ့အိယာအတီတီမှာအိယာဝင်ခဲ့ကြပါတယ်။နောက်တနေ့မနက်ကိုရောက်တော့အလက်ကောင်တရားဖွားမဲ့စင်ရဲ့အိမ် ကိုရောက်ချလာခဲ့ပါတယ်။အလက်ကောင်ရောက်လာတော့အိမ်မှာတော်ဝင်နဲ့ရှင်ညိုတို့သာရှိပါတယ်။ဖွားမဲ့စင်နဲ့နန်းကျိုင်တို့ရွာထဲသွားလည်နေကြတာပါ။ဟဲ့ကောင်လေးနင်းမြကွင်းနေညိုလိုက်လား။တညာလုံးမအိပ်လာဘူးလားဟဲ့။ဟုတ်တယ်အမကြီးကျုပ်တရေမောင်ကောင်းကောင်းမအိပ်ရသေးဘူးဗျ။ဘာလဲနေမိမကြောက်လား။ဟာဗျာခလေးရှိနေတာဘာပြီးပြောနေရလဲအမရဲ့။ ဟုတ်တော့နေမိမဆူဆဲနေလို့အိတ်မရတာလားလို့ပြောတာပါဟဲ့။ရှင်ညိုအလက်ကောင်ကအကဲခတ်ပါတယ်။တခုခုပြောချင်နေပုံလဲရတယ်။အလက်ကောင်ကြည့်နေရဲ့ရှင်ညိုကနားလဲရဲဟန်နဲ့။အေးကျုပ်တို့တွေလက်ဖက်တော့လေးစားကြရအောင်။အေးဘယ်ချိန်ရှိသေးလို့လဲ။ကျုပ်စားကြလာလို့ပါအယူရဲ့။အေးအေးဒါဆိုထိုင်ကြအောင်တတ်တော့ပေးမယ်။ဟိုလက်ဖက်ကကုန်းနေပြီအေး။ဟဲ့ဟုတ်လို့လားအေး။ငါနဲ့တားလက်ဖက်တွေအများကြီးပါရှင်ညိုရဲ့။တကယ်မရှိတော့ဘူးအေးရဲ့။ ေးဒါဆိုလဲကျုပ်ရွာရဲသွားကြည့်ဦးမယ်ပြီးမှတော့ပြီးတော့မရလားရတဲ့အကြီးဒီနေ့ဆိုင် ပြီးရပဲတော့ခဏပါအေးကဲအလက်ကောင်မပြန်နဲ့ဦးနေတူမနဲ့စကားပြောနေခဲ့ကြလားဟုတ်ကဲ့အမတော်ဝင်းတယောက်ရွာရဲကိုထွက်သွားပါတယ်ရှင်ညိုညီကိုလေးလေးပြောစရာရှိတယ်တည့်ရလေးအဲ့ဒါကြောင့်အယူရွာရဲလှုပ်လိုက်တာပေါ့လေးလေးရဲ့ပြောစမ်းမှာဘာရီများထူးနေလို့လဲ ထူရဲဟေးထူရဲနေမနေ့ကတင်းတင်းကိုတင်းရဲလို့ပြောရဲနော်အဲ့ဒါတကယ်ဟုတ်လောက်တယ်မနေ့ညာလီလီရဲ့အိမ်မထဲတင်းတင်းရောက်လာတယ်လီလီကိုဂရိမတီလို့ရန်နေတွေ့နေလိုက်တာရှင်ညိုရဲ့လီလီဖြင့်ပြန်ကုန်မအေးရတော့တဲ့အထီးပဲဟာနေစမ်းမအောင်လီလီကအဲ့ဒီတင်းတင်းဆိုတဲ့တင်းရဲမှာဘာဂရိရဲ့များပေးလိုက်တာလဲရှင်ညိုရဲ့အမေကြောင့်အလက်ကောင်ငြိမ်ကြသွားပါတယ်ရှင်ညို ရှက်နေပုံလေးရပါတယ်ဟုတ်တော့ကျုပ်ကိုရှက်နေပါနဲ့လီလီရဲ့တင်းတင်းဆိုတဲ့တရေမှာနေလီလီရဲ့ပသက်ပုံတွေကျုပ်သိထားမှရမယ်ကြည့်ရတာဒီတရေမှာလီလီကိုညှိုးလာနိုင်နေနော် ဟမ်အလောက်တောင်လားရှင်ညိုရဲ့အဲ့ထက်ဆိုကြလဲစိုးရနိုင်တယ်ကဲပါပြောမှပြောစမှာအောင်လေးလေးရဲ့ရှင်ညိုဟာစကားကောင်းအောင်ပြောတော့မှအလက်ကောင်လည်းပြောပါတယ်ဒီလိုရှင်ညိုရဲ့ဟိုလေးလေးမှတာလည်းပါပါတယ်တကယ်တော့တမီးရဲ့အတော်မီထားနှုတ်ချမ်းအာချမ်းတော့သူနဲ့မတူရတင်တင်ပေါ့လေးလေးမြစ်တာရှိခဲ့မိတယ်မြစ်တာကျွန်တော်ပြီးသူ့ဘောဆောက်ရှောက်ပေးမယ့်အကြောင်းအတူတူနေသွားမယ့်အကြောင်းတွေပါနှုတ်ကြုံမိတယ်ကွယ်အဲ့ဒါကြောင့်ထင်ပါရဲ့သူလည်းလေးလေးကိုမချိမနဲ့ဖြစ်နေရှာတာ လီလီယာသူ့အတွက်တွေးပေးတာတော့ကျွန်မပြောလို့ပါဘူး။ဒါပေမဲ့သူကိုရိုင်းကဘဝချာနေအောင်တည်တည်နဲ့ဝင်တိုးတာလေ။ဒါအညိုထိုင်သူမပြီပေါ့လီလီရဲ့။ဒါဖြစ်လီလီဘာဆက်လို့ရမလဲရှင်ညို။ဟိုသူကြည့်ရလဲလက်လျှော့မဲ့ပုံတော့မပေါ့ဘူး။ဒီညအချိန်နေစောင့်ကြည့်ရတော့မှာပဲလီလီ။မပူပါနဲ့ညကြိုင်လီလီတို့စီကိုကြုတ်လာနေပါမယ်။ဟိုတမီးရဲ့အတော်ဘလို့ပြောရမလဲ။ဒါတော့လီလီကြိုင်ရတော့မှာပဲ။အီထာတီတော့ကြုတ်လေတောင်မရှိနိုင်ဘူးလေ။ဟွန်း။အင်းလီလီပြနေလီလီပေါ့ကွယ်။ အလိုက်ကောင်ကမိမဖြစ်သူမိသားတည်သွားရင်ဆိုရဲအတွေ့အသားကြီးစိုးနေခဲ့ပါတယ်။ကဲလီ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 အမတို့ကျွေးလက်ဖက်တော့စားပြီးမှပြန်ပြီးတော့ကျုပ်လည်းရွာထဲသွားလိုက်အောင်မေး။ရှင်ညုံအိမ်ထဲကနေထွက်လာတော့ကုတ်ပြက်ခဲမှာအလိုက်ကောင်တယောက်ထဲထိုင်နေရစ်ခဲ့ပါတယ်။မိုက်ခင်ဘာတွေလုပ်နေရတော့။ဟောရှင်ညုံဘာလို့ရမှာလဲအေးစုဖို့ရလေကြော်မလို့ပြင်နေရ။မိုက်ခင်တယောက်ထဲလားကိုကြီးတို့ဘယ်သွားတော့။ဘယ်မှမသွားဘူးနောက်ဖေးမှာကြောင်ရုံစင်းနေလေရဲ့။အလုပ်တွေစူးစမ်းနေရပေါ့။ အမလီအင်ကတ်တုံးလေးလောက်တာပါ၏ရှင်ညောခင်များချင်းနဲ့တူစကားထိုင်ပြောရင်အရွယ်ကျန်များကူကဖဲ့နေပေးပါရယ်ခဏကြာတော့ချွေးရီတွေရွှဲရွှဲနဲ့မောင်တိုးရောက်လာပါရယ်ရှင်ညောရောက်နေရပါလားဘလို့လဲမနေ့ကငါပြောတော့စကားရဲ့လားမကောင်းပဲလားတော့ကျုံမကြီးခင်လေရအကုန်ကောင်းလေရောပဲအမလီဗျာရှင်ညောတို့များအစားကောင်းစားကြတော့သူ့အမအောင်ဖားနေလိုက်တာဖားတော့မဟုတ်ပါဘူးတော့ရှင်ညောကအမှန်ပဲပြောတတ်တာနော်မကြီးခင် ရှင်ညဝခင်မားချက်ကောပါအခုခေါ်တော့ခင်မားချက်ကသူတို့နေရာကိုမနိုင်ဆိုတဲ့အကြည့်လေးနဲ့ကြည်ကပြုံးနေရှာပါတယ်။ကိုကြီးတို့အလုပ်ပြီးပြီလား။အေးပြီးပြီဟာ။အရင်ကညို့ဘာများခိုင်းလိုက်လို့လဲ။ရီးခိုင်းတာမဟုတ်ဘူး။အခုကအရေးရဲ့မောင်လေးလေးမျိုးကျော်ကိစ္စကိုပြောမလို့။ဟေးလေးလေးမျိုးကျော်ဘာဖြစ်လို့လဲဟာ။ဘာဖြစ်ရမှာလဲကိုကြီးတို့ရဲ့လေးလေးမျိုးကျော်ကြီးမှွေထားတဲ့ကိစ္စလေး။အဲ့ကိစ္စကဘယ်သူမှမသိအောင်ကျွတ်တို့ရှင်းပြရအောင်မ။ဟောဗျာဘာများဖြစ်လို့ရော။ ရှင်ညိုလေမောင်တို့အကြောင်းစုံရှင်းပြရပါတယ်။ခင်ဗျားချစ်ကတော့နားထောင်တာနားထောင် ပြီးဝင်ပြီးမပြောပါဘူး။အဲ့လိုကြည့်အောင်ဖြစ်ကုန်တာလား။လေးလေးလေးခပ်ပါကွာ။အမေ၊သူများကိုပြောမနေပါနဲ့နော်။တော်အဲ့တလိုမျိုးကြုံနိုင်တော့ကြုံနေအတွေ့ပဲနော်။ဟောဗျာကြုံနေပါဆိုင်လို့ရောခင်ဗျားချစ်ရဲ့။ခင်ဗျားချစ်ကမောင်တို့ရဲ့စကားကိုပြန်မဖြေပဲမိဖို့ရယ်ဝင်သားပါတယ်။ကြုံစကားဆက်ပြောပြစေတော့ရန်ဖြစ်ချင်းကြုတ်ပြန်မှဖြစ်ကြ။အောင်မေ။နေပြန်မှရန်ဖြစ်ရမှာ။ တကယ်ပါပဲရမဖြစ်အောင်မတားပဲသူပြန်မှဖြစ်ရမယ်ကဲပြောပြောဆက်ပြောဟီဒီလိုလေအဲ့ဒါလေးလေးမျိုးကြော်ဒီညာတရေမှာလာတတ်နိုင်ကြီးရှိတယ်တော့ဟေးဒါဆိုဖွားကိုပြောဖို့မလိုဘူးလားဟာနေအောင်လေတကယ်ဆိုသူမင်းမတော်သိလို့မရတဲ့ဟာဖွားတို့ကျုပ်ကဘလို့မျက်နှာနဲ့သွားပြောရမှာလဲအစားတော့ကလေးလေးမျိုးကြော်အမြင်ကလို့သူမင်းမတိတာတိတာအဲ့ဒါကျုပ်နဲ့မဆိုင်လို့တော့ပြောထားခဲ့မိသေးရဲ့နော် ပြော်ပြန်ပြီးတွေ့ကြည့်တော့ကျုပ်လည်းစိတ်မကောင်းဘူးဒီတော့ကျုပ်စဉ်းစားထားတာရှိရဲ့အဲ့ဒါကိုကြီးတို့နဲ့ကိုကြီးအောင်အကောင့်ထဲပေါ်ကြလိမ့်မယ် ြောစမအောင်ဟာနင်ဘလို့များစဉ်းစားထားရောရှင်ညိုလေသူစဉ်းစားထားသမျှကိုမောင်တိုးပြောပြတော့မောင်တိုးကခေါင်းတငိမ့်ငိမ့်နဲ့နားထောင်ပါတယ်ကဲဘလို့လဲကျုပ်ပြောတာသဘောကျရဲ့လားသဘောကျရလို့ရှိပါမလားဟာဖြစ်နိုင်တာရောလောက်ရောက်မှာပေါ့အမလီသဘောကျတာများကျတယ်ပေါ့ဝန်ခံစမ်းပါတော့တေမင်းနဲ့စစ်ခင်ရမှာငါသဘောကျမှာလားယူမရဲ့တေမင်းနဲ့မဟုတ်ရပါဘူးတော့တော့လီလေးမျိုးကျော်ရဲ့မဟေတီတင်တင်နဲ့စစ်ခင်ရမှာပါအေးပါဟာနေ့ရက်တနေ့ညနေစစ်ခင်ရမှာပြောတာပါပဲ ကျောင်းရဲ့တင်တယ်မဟုတ်ပါဘူးနော်လေးလေးမျိုးကျော်ရဲ့တင်တယ်မှာအေးပါအေးပါဒါမင်းမလားအရင်သွားချိုးတော့မယ်ပြောင်းရိုးတွေဆင်းထားတော့လူတကိုယ်လုံးရှားရံနေပြီဟာသွားချိုးကျုပ်လည်းပြန်တော့မယ်ညကြမှာပဲစုံကြရပါဗောရှင်ညဝါကုတ်ပြစ်ခင်ကနေဆင်းပြီးပြန်ဖို့ပြန်တော့တင်တင်အမနေအောင်စိုးဖို့ကြော်ထဲသွားခင်မချစ်ကလမ်းအော်ပါတယ်နေစားမအောင်တင်တင်အမဆိုတာဘသူ့ခေါ်တာတော့ဝိုင်းနေလဲဘသူမှမမြင်ပါဘူးဟိုကနေကိုရွက်ခေါ်နေတာသွားယူကြည် ခင်ဗျားချစ်ကစနခော်ရာကိုရှင်ညိုတောင်မသိရှာပါဘူး။မိုင်းခင်တော့ကျွကတင်တင်အမမဟုတ်ပါဘူး။ကျွကနန်းကြိုင်အမပါ။တိပတိပတော်ရုံမောင်တော့မှတတင်တင်နဲ့တင်တင်ဖြစ်နေကြလို့အမြင့်ကပီးခေါ်လိုက်တာပါအေး။ဟီးမိုင်းခင်အကောင်းဆုံးတိသွားပြီဆိုတော့ရှ်ရှင်ညောခင်ဗျားချစ်ကိုဘသူကိုမှပြန်မပြောဖို့အတွက်လက်ဟန်လီလှုပ်ပြရှာပါတယ်။စဉ်းစားအောင်မယ်။ညကြိုင်အဲ့တင်တင်ဆိုတဲ့ဟောင်မောင်ညီတို့ရှင်းထုတ်နိုင်ကြပစက်ပိတ်နေမယ်။တကယ်လို့အဲ့တင်တင်ဆိုတဲ့ဟောင်မောင်မရှင်းနိုင်တော့မိုးလင်းတရွာလုံးတိပဲ စိတ်ချစိတ်ချကြောက်နံမဲရှင်ညိုပါတော့။ဘာလဲ။မာအီးခင်ရဲ့တင်တရားကိုကြီးတို့ခေါ်တော့မှစိုးနေရမလား။ဟုတ်ပါကြောက်လင်အဲလင်တာယူတရေမှာခေါ်တော့မှစိုးလို့ပါတော့ရပြီလား။ခင်မကြီးရဲ့စကားကြောင့်ရှင်ညိုရှိမောမိပါရဲ့။ကဲကြက်ပြန်ပြီမာအီးခင်။လက်ထဲမှာခင်မချစ်ပေးလိုက်တဲ့စူပေါ်ရွက်ကြောပကံကိုကင်ပြီးအိမ်ကိုပြန်လာခဲ့ပါရဲ့။အချိန်အဖြစ်ညနေနေပြီဖြစ်ပါရဲ့။ဖောမေစိန်တော်မှာဖျားရှိခိုးပြီးအိယာဝင်နေပါပြီ။ အိမ်မှာရှိတဲ့လူတွေရဲ့အခြေအနေကိုအကဲခတ်ပြီးရှင်ညိုဟာသူ့ရဲ့လွယ်အိမ်လေးလွယ်ပြီးအိမ်အားနေထွက်လာခဲ့ပါတယ်။ရှင်ညိုဦးတီတာကရွာအနောက်ပိုင်းမှာရှိတဲ့အိမ်ကြီးတအိမ်စီရောပါ။အဲ့ဒီအိမ်ကြီးလူမနေတာအတော်တန်ကြာပြီဖြစ်ပြီးရခင်နေထိုင်တဲ့သူတွေကလည်းမြို့ကိုရွှေ့ပြောင်းသွားကြပြီဖြစ်ပါတယ်။ရှင်ညိုမအောင်ဟာလေးတန်းအုပ်အုပ်လေးနဲ့ခေါ်လိုက်ပါတယ်။ကိုွေးတို့လေးလေးမျိုးကျော်ရောက်နေမလား။ကြာပေါ့အားလုံးညနေရက်ဒီကိုရောက်နေကြတာ။ရှင်ညိုအိမ်ထဲဝင်လာတော့ဖုံများအမိုက်များကင်းရှင်းနေအောင်တတိထားမိပါတယ်။ ရှင်ညူလာဟငါတို့ကနေလာမလာပါမလားလို့လာပါတယ်တော့အဖွားတို့မအိတ်တယ်လို့စောင့်နေရတာဟာတူမလေးလေးလေးကြောင့်ပင်ပန်းရပြီအမလီလေးလေးမျိုးကြွားသူ့တူမကြတော့တိတက်တာကျောက်တို့မှာတော့ဒီအိမ်ထဲကဖုန်နေအမိုက်တရားစားရှင်းထားတာဘလောက်ပင်ပန်းလိုက်တယ်အေးပါငါတူရီလည်းပင်ပန်းကြပါတယ်လေးလေးကြောင့်မင်းတို့ရောအားနာမိပါတယ်ကွာကျက်ကစတာပါလေးလေးရဘာမှဖြစ်ပါဘူးလေးလေးအေးရကျောက်တို့အရေးပဲပေါ့မောင်အုံးရဲ့စကားကြောင့်အလက်ကောင်ပြုံးသားခဲ့ပါတယ်ကဲလေးအိမ်မှာဆိုရင်အိတ်တော့ကျောက်တို့လည်းအိတ်တော့မယ် ရှင်ညိုကမောင်တိုးကိုခင်ထားတဲ့ဖြာချံပေါ်မှာလှဲအိပ်လိုက်ပါတယ်။မောင်တိုးနဲ့မောင်အုံတို့ကလည်းဘေးမှာရှိတဲ့ဖြာချံပေါ်မှာလှဲအိပ်ကြပါတယ်။အလက်ကောင်တစ်ကောင်သာတသားခုံနှန်းရှိပေါ်မှာအိပ်ပါတယ်။ပအဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီးမျက်လုံးများမှိတ်ထားရင်မှအိပ်ပျော်မသွားစေဖို့အတွက်ရှင်ညိုတတိထားနေရပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်တကားစီကနေထွက်ပေါ်လာတဲ့အတန်းရှင်ညိုကြားလိုက်ရပါတယ်။တင်တင်အလက်ကောင်ရဲ့အတန်းကိုပါရှင်ညိုကြားလိုက်ရပါတယ်။တင်တင်အကိုအကိုတောင်းမမာရဲ့တင်တင် ရှင်ညိုငိမ့်နေပေမဲ့လည်းမောင်တုံးနဲ့မောင်အောင်လှုံ့ရှားလို့လာပါတယ်။အမလေးတင်တင်အကုတ်ရဆက်တော့မလား။အလက်ကောင်ရဲ့ဆူဆူနဲ့နဲ့အတန်းကြောင့်ရှင်ညိုလွှားကနေထားလိုက်ပါတယ်။ရှင်ညိုမြင်လိုက်ရတာတင်တင်ဆိုရဲအယုံငုံငုံထွက်နေတဲ့သမင်ဖားလျားနဲ့တည်းရဲမှာအလက်ကောင်ရဲ့လေပင်ကိုအားကုန်ညှဉ်လို့ထားတာပါ။ရှင်ညိုအတရမောင်သူ့ရဲ့အင်းဆက်ကူနဲ့ပြပောက်ပြီးအလက်ကောင်နှစ်ဖက်ကနေလွင့်ထွက်သွားစေပါတယ်။မောင်တူရိုကလည်းအလက်ကောင်အရဆဲခေါ်ပြီးရှင်ညိုရဲ့အနောက်မှာနေပါတယ်။တရမအညိုးကြည့်ပါတယ် သူ့ရဲ့မျက်လုံးတွေညားမှောင်မှနှီးကရဲနေရပါဟဲ့တရဲမနေကကိုနဲ့မဆိုင်တော့လိုချင်နေရပဲလာရလန်တိုင်းပြန့်မလားဒီမှာပဲအသေးခံမလားဆိုတော့နေရွှေးပြီတော့ရှင်ညိုပြောပေမဲ့လည်းတရဲမအလက်ကောင်ကိုသာစိုက်ကြည့်နေခဲ့ပါတယ်နေကပြောမရဘူးပဲကဲနေမဲနိုင်မလားငါပဲနိုင်မလားတရားပြိုင်ကြပါပေါ့တရဲမအင်းကြီးအတွင်းရနိုင်ရမှာစောက်ထိုးကြီးပြစ်တတ်ပါတယ် ရှင်ညမောကြည့်နေတဲ့ချိန်အလကောင်စီဦးတည်သားနေအောင်မို့လွေအတွင်ဟာအချီလောင်းထုတ်ပြီးအချီကျိုတေးမစီပြတဲ့အခါအချီကျိုဟာတေးမရဲ့ကိုကျွတ်တချောင်းအရွယ်စာနဲ့ပတ်ပြီးခြိနှောင်သွားခဲ့ပါတယ်။နင်ကလည်းမခေလပါလား။ရှင်ညချောက်ထားတာတွေကိုတေးမဆွဲပြီးရုံလိုက်တဲ့အခါခြိတွေကပြုံးငနေနဲ့ပြတ်ထွက်ကုန်ပါတယ်။တေးမအရှုံးမပေးအလကောင်စီအရောက်သွားပြီးသူ့ရဲ့ချွန်ထက်တဲ့လက်သေးရင်းနဲ့အလကောင်ရဲ့အသေးကိုနှုတ်ယူဖို့ကြိုးစားတဲ့အချိန်မှာရှင်ညကဖနာပေါက်ပြီးကာထာရီရွတ်တဲ့အခါမှာ အာကနဲဆိုတဲ့အတန်ဒီနဲ့အဟိရင်တရေမှာကျမ်းပေါ်မှာလူးလိမ့်နေပါတယ်။အမလေးအကုတ်အကျုပ်ကိုကယ်ပါဦး။အကုတ်အကျုပ်ကိုကယ်ပါဦး။ကျုပ်ဖမ်းများမလို့လေ။အကုနဲ့တူတူနေချင်တာကျုပ်အပြစ်လားအကုရဲ့။တရေမှာလှပတဲ့မိန်ကလေးအသွင်ပြောင်းပြီးအလက်ကောင်အတနာခံနေရှာတာပါ။အလက်ကောင်ကလည်းတရေမှာကိုကြည့်ပြီးတက်ပြင်းတာချနေရှာပါတယ်။ကျုပ်ကိုတနာပါအောင်အကုတ်ကျုပ်ကိုကယ်ပါဦး။ခရီးဖြစ်တာအကုလေးအကုရဲ့ကယ်ပါအောင်။ တရေမအဆက်မပြတ်အော်ဟစ်ပါတယ်။ရှင်ညောကလည်းကာထာရွတ်တာမြတ်သေးပါဦး။မောင်တွန်းနဲ့မောင်အောင်ကလည်းတရေမကိုတလှည့်အလက်ကောင်တစ်ထပ်ချီပြီးတော့အကဲခတ်နေခဲ့ပါတယ်။ရှင်ညောတော်ပါတော့သူ့ကိုလှုပ်ပေးလိုက်ပါတော့တမီးရဲ့လေးလေးခွန့်လို့ပါတယ်။သူ့ကိုလှုပ်ပေးလိုက်ပါတော့သူ့ကိုလေးလေးသနာလို့ပါတမီးရဲ့နော်တမီးနော်။အလက်ကောင်ကရှင်ညောတောင်းဆိုနေခဲ့ပါတယ်။ရှင်ညောကာထာရွတ်တာကိုရွတ်ပေးလိုက်ပြီးတပ်ပြင်းသာချလိုက်ပါတယ်။ တင်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 နဲ့ကျုပ်ကဘွားချမမတူတာတင်တင်ရဲ့ကျုပ်စကားနားထောင်ပါနော်ကျုပ်တင်တင်ပေါ်မှာမေတ္တာရှိပါတယ်ဒါပေမဲ့ကျုပ်တို့ဘွားနီးစပ်ဖို့ကံမပါမလားတင်တင်ရဲ့ဆက်ပြီးတော့မိုက်ချင်ပါနဲ့တော့နောက်တစ်ခါဆိုရင်ကျုပ်တင်တင်ကိုကဲ့ပြီးနိုင်မယ်မထင်ဘူးတင်တင်အလက်ကောင်ပြောတဲ့အခါတေးရဲမှာအော်ဟစ်ပြီးငိုပါတယ်အလက်ကောင်နဲ့တေးရဲမှာတော့ကြည်ရင်ရှင်ညိုစိတ်အတွင်မှာငနကြီးငါနဲ့ကိုခေါ်တယ်ငါရှိရနေရစီအရောက်လာခဲ့စမ်းငနကြီးကိုခေါ်ပါတယ်ခဏအတွင်မှာငနကြီးရောက်လာခဲ့ပါတယ် ညနေကြီးရဲ့ကြီးမားတဲ့ကိုလုံးကြီးဟာရှင်ညိုရဲ့မျက်လုံးအတွင်မှာထင်းရနေကြတာပါတနေ့ဆိုရက်တည်းရမှနင်နာကိုဒီရွာကိုရောဒီရွာကလူတွေကိုရောဒုက္ခပေးဖို့တမစင်စားနဲ့နင့်ကိုငါတပည့်ငနဲ့ကြီးအစောင့်ကြည့်နေလိမ့်မယ်ဒင်းတစ်ခုခုကြံစီရနဲ့ငနဲ့ကြီးနင့်ကိုရင်သူ့အပြစ်ပေးပြီးတော့ငနဲ့ကြီးဟာရှင်ညိုရဲ့စကားကိုကောင်းညိပါတယ်ဟဲ့လိုက်သွားချေတော့တရေမာကအလက်ကောင်တန်ရုံးစင်မပြတ်တလို့ကြည်နေခဲ့ပါတယ်အလက်ကောင်ကတော့တရေမာကိုကြော့ပေး၍တာနေခဲ့ပါတယ် တရမငနဲ့ကြီးအားစိတ်မရှိရဟန်နဲ့ဆောက်ငါဆွေပြီးရွာပြင်ခေါ်ထုတ်သွားပါတယ်။ကဲလီလီမျိုးကျော်တရမတော့သွားပြီ။နောက်ကူလီလီရဲ့ရှေ့မှာတူလာရဲမမဟုတ်ဘာမှစိတ်မပူတော့နဲ့။အလက်ကောင်ခေါင်းသာညှိပါတယ်။မောင်တိုးနဲ့မောင်အောင်ကအလက်ကောင်ကြည့်ပြီးလီလီအသေးကွဲနေတာထင်တယ်။လီတန်တူတူနဲ့ပြောကြပါတယ်။ကဲကျုပ်ပြန်တော့မယ်။ကိုကြီးတို့တော့ပြန်ကြတော့မလား။မပြန်တော့ရှင်ညိုငါဒီမှာအိတ်မယ်လို့ပြောလာခဲ့ပြီးသား။ ငါဘဲရှင်ညူနေမဲအိမ်ပြန်လိုက်တော့လေးလေးကငါတို့လက်ထဲသာအထားခဲ့လိုက်မနှက်မိုးလေးငကိုတိုင်းပြန်ဖြစ်စီရမယ်နော်ပြီးရပဲဒါဆိုကျပြန်တော့မယ်နော်အေးအေးအေးရှင်ညူလေးအိမ်ကိုတန်းပြီးပြန်လာခဲ့ပါတယ်မောင်တို့ထုတ်ခဲ့ဟလာပြီလာပြီကဲလေးလေးထိုင်ပြလေးလေးကအသေးကွဲနေရမလားဒါလေးတော့ပြီးကျုပ်တို့ဖြစ်သည်မြေပြကြပါဗျာမောင်တို့ကရှင်ညူမသိစေဖို့အတွက်ဖထားတဲ့အရက်ပလင်းနဲ့ထုတ်ပြီးအလက်ကောင်နဲ့အတူတူတောက်ကြပါတယ်အလက်ကောင်မငြင်းဆမ်းမဲမောင်တို့နဲ့အပြိုင်မဲမောတောင်းနေခဲ့ပါတယ် ုံးတနေ့မနက်မှာတော့ကြားလို့မှကောင်းကြသေးရဲ့လားတော်တရေမအောင်မှစိုက်ရတယ်လို့ကျုပ်ကတရေမလားအချစ်မခံရတာပါလားအော်တန်ကြောင့်ထမင်းကြော်စားနေရဲ့ရှင်ညိုတော်မှာတီးသွားခဲ့ရပါတယ်မမရေရေရေတောက်လိုက်ဦးနန်းကြံရရှိအမြန်ခတ်ပြီးရှာပါတယ်အမေအမေတော်ဆုံးမပေးပါဦးကျုပ်ဖြစ်မတနာတော့ဘူးလားမိမရဲ့ငါမားတာပါအမားတာပါဟာ ချမ်းပြင်းမှာထိုင်ကုန်နေတဲ့မိထားနဲ့အသေးအတန်ချုံမွန်နေတဲ့အလက်ကောင်ပြင်နဘေးမှာလည်းမျက်နှာငယ်လေးနဲ့ရက်နေရှာတဲ့မောင်တုနဲ့မောင်အုံကိုရှင်ညိုတွေ့လိုက်ရပါတယ်။ဖဖြစ်နေကြလဲကွ။ဖမေစရာမီတို့အမေသမီးရှင်ညိုသာမေးပါတော့ကျုပ်ခိုင်းရခတ်လာတဲ့အမေရဲ့ဟဲ့မိထားတန်ကုန်အုံနေနဲ့လူတွေကြည့်နေညီမရှက်ပေးမယ်။ငါတို့ရှက်တယ်အေး။အမမလောက်တာဟုတ်လို့လား။အမသာရှက်နေအမမအရှက်ကိုမရှိဘူးတော့။ကောင်မကတော့မိဝေညီအသာနေစမ်း။အားလုံးလိုက်ခဲ့ကြဘာသာမှထမ်းထွက်ကြနဲ့။ ဖောမဲစိန်ပြောတော့ငုံနေရဲ့မိထားတော့အတန်တိတ်သွားပါတယ်။ဖောမဲစိန်အလုံးကပြစ်ခင်ကိုခေါ်လာခဲ့ပါတယ်။ကဲတမိရှင်ညိုညီပဲပြောတော့ဖောတော့မသိအောင်ညီတို့ဘာတွေလှုပ်ထားကြလဲ။မိတဲ့အခါမှာရှင်ညိုမထူတဲ့အစုံအလုံးစုံပြောပြရပါတယ်။ကြာလာအမေအမေသာကြုတ်ပေါ်လှုပ်ရတယ်။မောင်မျိုးကျော်မင်းတူမပြောတာမှန်သလား။ဖောမဲစိန်အလက်ကောင်မေးပါတယ်။အလက်ကောင်မျက်နှာငယ်လေးနဲ့ခေါင်းကိုညိပ်ပြီးဟုတ်ဟုတ်ပါတယ်အမေ။ဟုတ်တော့မဟုတ်တာမေးနေအောင်မဟုတ်မှန်သလားလို့ငါမေးနေရ။ မှန်မှန်ပါတယ်အမေတဲခတ်တဲ့သားပဲကဲဒါဖြင့်မိသားညီဒီကောက်ခွန့်လွတ်နိုင်သလားကြောက်ခွန့်မလွတ်နိုင်ဘူးအမေအေးဒါဖြင့်ဒဲအဝတ်တထဲကိုတခုနဲ့အိမ်ရနှင်ချလိုက်ကြားသလားရှင်မရှင်နဲ့သူအပြစ်လောက်ထားညီခွန့်မလွတ်နိုင်မှာတော့ဒီလိုပဲလောက်ရမှာပဲမှတ်ဘူးလေအမေဟိုတရင်မရှင်ညီဝါနှင်လိုက်ပြီလေနှင်လိုက်လေညီခွန့်မလွတ်နိုင်မလားဒါဒါကတော့ကြောက်ကစိတ်ဆိုးရောင်လောင်လေအမေအေးဒါဆိုလဲသွားကိုအိမ်ကိုပြန်ကြဟိုအကောင်နေမိမှာကျင်နာအောင်ချော့ နောက်ကိုဓာမျိုးထမဖြစ်စေနဲ့ချက်လိုက်လေနေမင်းမချန်ငါနဲ့အရင်တွေ့မယ်ဆိုတော့မသိမချင်းမှတ်တာကြားလားကြားကြားပါရဲ့အမေအေးဒါဆိုပြန်ကြတော့မိသားနဲ့အလက်ကောင်တို့လင်မယားလေးအိမ်ကိုပြန်သွားကြပါရဲ့ဖောမေစရဲ့စကားကိုဘယ်သူမှအထုမတက်ရဲကြပါဘူးဟဲ့ဟိုတော့မြောက်ဒါကဘယ်ဦးရောချောင်းဝိုင်းနဲ့ဟထွက်သွားဖို့ဟန်ပြနေတဲ့ရှင်ညိုနဲ့မောင်တူတို့တို့ရောကိုဖောမေစိန်လှမ်းမိပါရဲ့အဖွာကျုပ်တို့ကိုစိတ်ဆိုးနေရလားဆိုးပါဘူးအေးဟိတော်ပါသေးရဲ့ ဘာတော်ရတော့လာထမင်းကြော်ပြအောင်စားမိဝေးဟိုနှစ်ယောက်ပါခေါ်ကြွေးလိုက်ဟုတ်ကဲ့မေဖွားမဲ့စင်ကကုပစ်ကနေစင်ပြီးရွာထဲရောက်ထွက်သွားပါတယ်အစုခရောင်းမောင်ဆူရင်နေတဲ့ရှင်ညူတို့အခုမှပဲစိတ်အေးသွားကြပါတယ်ထမင်းကြော်ဆိုင်ရင်နေရှင်ညူကနေစမ်းမအောင်ဘယ်ကနေဘလို့အရှိထားအတိသွားတာလဲအဲ့လိုမိရဲကမောင်တိုးနဲ့မောင်အောင်ကကုပစ်ဘွားဆင်ပြေဖို့ဟန်ပြင်းတဲ့ကရှင်ညူကလက်တေကိုဆွဲပြီးပြောစမ်းမအောင်ကိုကြီးတို့တော့ကြောက်မတရားဘာတွေလုပ်လိုက်ကြလဲ အဲ့လိုမေးတဲ့အခါမောင်တရုတ်မှပြေးမရတဲ့အဆုံးကုတ်ပြပေါ်မှာပြန်ထိုင်မိဒါဒီလိုဟာငါတို့ကလေးလေးမျိုးကြော်တနာပြီးအရက်လေးနဲ့နဲ့တက်လိုက်မိတာပါဟာမောင်တိုးကပြောပါတယ်မင်းတိုက်တာမနှဲပါဘူးတုံးပလင်းအောင်ရှိတာဟာဗျာကိုကြီးအောင်ကလေရက်တိုက်ပြီးတော့ဗာဆက်ဖြစ်တာလေ ဘာဆက်ဖြစ်ရမှာလဲလေးလေးမျိုးကြောင့်အယံမူးရင်သွေးဆိုမှန်ငါတို့မှမသိတာဟာသူကလေအယံလဲမူရောပစိုးကြီးမကြီးသူ့မိမောက်သွားပြီးရန်တွေးတော့တာပဲဟာတနေနဲ့ခွဲရတာဒင်းကြောင့်ဒင်းကိုတတ်မယ်ဆိုပြီးရန်တွေလှုပ်လို့တို့မှဆွဲလိုက်ရတာဟာမိုးလင်းထီပဲရှင်ညူရဲ့အော်လက်ဆက်တက်တော့တရက်ခါကိုကြီးတိုးတို့ကိုကြောက်မှာတော့အဖွားတို့တည်ရင်စိတ်ဆင်းရဲရမှာဆိုလို့ဖုံလိုက်ရဖိလိုက်ရနဲ့သူတို့ကတော့အရက်တောင်တောက်ပြီးပျော်နေလိုက်ကြသေးတယ်ရှင်ညူဒေါသထွက်ပါပြီမဟုတ်ဘူးလေငါတို့ကလေးလေးစိတ်ပြောင်းတိုက်တာပါဟာ ကိုယ်အုံပြေးတော့ဗျို့ပြေးတော့ရှင်ညောကလိုက်ရိုက်ဖို့ဟန်ပြနေရကြအရင်ထပြေးရမောင်တို့ကအော်ပြီးတတိပေးလိုက်တဲ့အခါမောင်အောင်ကရှေ့ဆုံးကနေတန်းနေအောင်ပြေးပါတယ်ဟဲ့နေကြအောင်လေထမင်းကြောင်စားသွားကြအောင်ပစားတော့အီးရေနေရထားတဲ့ခုတ်ခံမှာတော့ကြောက်တယ်ဗျရှင်ညောကလည်းအလုံးမပေးပါဘူးမောင်တို့နောက်ကနေအမိရလိုက်ပြီးရိုက်ပါတယ်ရှင်ညောတို့တန်းအောင်ကိုကြည့်ပြီးနှမ်းကြိုက်မှာသဘောကျပြီးတဟားဟားနေရှိပါတယ်မင်းကလေးဖြစ်ပြီးဘာလို့ဒီလောက်ရင်းနေရလဲအေး တော်ဝင်းကနန်းချောင်ပြောနေပေမဲ့လည်းသူကိုယ်တိုင်ပဲရှိမောနေရှာပါတယ်။ဒီလိုနဲ့တေမတင်တင်မှုရဲ့ဇလန်လေးကလည်းဒီလောက်နဲ့ပဲအဆုံးသတ်ခဲ့ရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြက်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နှာစင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော် နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်